2019ခုနှစ်လန်ဒန်မြို့မှာကျင်းပတဲ့ပွဲတစ်ခုမှာတော့ကမ္ဘာနိုင်ငံ အသီးသီးကထိုးချိုသူများကိုစုချင်းမြစ်ပေးခဲ့ပါတယ်။အဆိုပါလူတွေထဲမှာမှဒေချောင်းအင်ဂျင်နီယာပညာမှာလမ်းသစ်ဖောက်နိုင်ခဲ့တဲ့သူလည်းဖြစ်အိန္ဒိယနိုင်ငံသားလည်းဖြစ်တဲ့မစ္စတာဖူကာကူပါလင်းစုကိုရရှိသွားခဲ့တာကြောင့်စင်မော်ကိုတက်ပြီးမင်းကွန်းစကားပြောခဲ့ပါတယ်။ဒီလိုနဲ့မစ္စတာဖူကာကူမားဟာအိန္ဒိယနိုင်ငံသားဖြစ်ရတာခုံယူကြောင်းနဲ့သူ့ဘဝတစ်လျှောက်လုံးမှာအင်္ဂလိပ်စကားကိုနားလည်ဖို့အတွက် အရန်ကိုအားစိတ်စူးစမ်းခဲ့ရကြောင်းနဲ့အင်္ဂလိပ်စကားဆိုတာဟာအရန်ကိုလေးစားစရာကောင်းတဲ့ဘာသာစကားတစ်ခုဖြစ်ပြီးကျွန်တော်တို့အတွက်တော့အင်္ဂလိပ်စကားကိုတက်မြောက်ဖို့အတွက်မဟာတိုင်းကြီးတစ်ခုလိုဖြစ်နေကြောင်းပြောပြခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့နာမည်ဟာဖူကာကူမားဖြစ်ကြောင်းနဲ့ဖူကာဆိုတာဟာအိန္ဒိယလိုဘူပေါင်းဖြစ်ပြီးတစ်ချိန်ကသူ့ရဲ့မိဘတွေဟာလမ်းမပေါ်မှာဘူပေါင်းနေလိုက်ရောင်းနေလူတွေဖြစ်ပေမဲ့အခုချိန်မှာတော့လူကြီးမင်းတို့လိုဩဇာညောင်းတဲ့လူတွေကြားထဲမှာ အတူထိုင်နေနေပြီဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။ကျွန်တော်အခုလိုအောင်မြင်လာရတဲ့အကြောင်းရင်းဟာကျွန်တော်တို့ရဲ့ဘဝတွေကိုတစ်စိချိုးပြောင်းလဲပေးခဲ့တဲ့လူတစ်ယောက်ကြောင့်ပဲလို့ဆိုတာသူတို့ရဲ့ဆရာဖြစ်တဲ့အာနန်ကူမရဲ့အကြောင်းကိုအခုလိုရှင်းပြခဲ့ပါတယ်။1996ခုနှစ်အိန္ဒိယနိုင်ငံရဲ့နေမျိုးလေးတစ်ခုမှာတော့အာနန်ကူမဆိုတဲ့ကောင်လေးတစ်ယောက်ဟာစကရေလူပြိုင်ပွဲတစ်ခုမှာချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။အဆိုပါပွဲမှာပညာရေးဝန်ကြီးတအူးနဲ့တက်ရောက်ခဲ့ပြီးမေကွန်းစကားပြောကာ အာနန်းကိုချီးမွေးရင်အိန္ဒိယလူမျိုးတွေဟာကမ္ဘာအဆင့်မှာရှင်ပြိုင်နိုင်ရမယ်လို့အားပေးခဲ့ပါတယ်။ကမ္ဘာကြီးဟာအမေရိကန်တွေ၊ဗြိတိရှ်တွေ၊ဂျပန်တွေတရုတ်တွေနဲ့ပဲပြည်နေတာမဟုတ်ဘူးလို့ဆိုကာအိန္ဒိယနိုင်ငံကိုဖွံ့ဖြိုးတိုးတက်ဖို့အတွက်လူမှုရေးရာနဲ့စီးပွားရေးရာအကူအညီလိုအပ်သူတိုင်းကိုကူညီပေးမယ်ဆိုပြီးပြည်ညာရေးဝန်ကြီးကပြောခဲ့လိုက်ပါတယ်။တိုင်ပွဲကပြီးရတဲ့တပြိုင်နက်အာနန်တယောက်သူ့ရဲ့ချစ်သူစီကိုအလင်းအမြန်တွားရောက်ခဲ့ပြီးသူရခဲ့တဲ့စုတစိမ့်စုကိုကြွားခဲ့လိုက်ပါတယ်။ အာနဲ့ရဲ့ဘဝစိတ်ကူးရီမှန်းချက်ဟာအောက်စဖို့ဒါမှမဟုတ်ကမ်ဘရစ်မှာပညာသင်ကြားပြီးသင်ကြားပါရဂူဘွယ်ရယူနိုင်ဖို့ပဲဖြစ်ပါတယ်။အာနဲ့ရဲ့သင်ကြားပညာကိုယူသွတ်တဲ့စိတ်ဟာအရန်ကိုကြီးမားတဲ့အတွက်ခြေရသူရဲ့မျက်နှာကိုတော့ရွှေအချိုးရှိမှရှိသင်ကြားပညာနဲ့တွက်ချက်လေးလာပြီးရည်စားစာရေးတာတော့ binary ကုတ်နဲ့ရေးပေးခဲ့ပါတယ်။အာနဲ့ဟာသင်ကြားပညာကိုလေ့လာဖို့အတွက်သူနေတဲ့ရွာလေးကနေရထားတစ်စီးစီးပြီး တက္ကသိုလ်တစ်ခုကစာကြည့်တိုင်းမှာနိုင်ငံခြားဌာနတွေမှာပါတဲ့တင်စာပြဿနာတွေကိုဖြေရှင်းလေရှိပါတယ်။ဒီလိုနဲ့တနေ့မှာတော့အာနန္ဒယစာကြည့်တိုင်းထဲမှာတင်စာပု္ပ္ပစာတပုတ်ကိုဖြေရှင်းနေတော့မှာပဲ။စာကြည့်တိုင်းဘူးကရောက်ရှိလာခဲ့ပြီးအာနန္ကိုမောင်းထုတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စာကြည့်တိုင်းထဲကရုံးဝင်တန်းဦးလေးကြီးတယောက်ကအာနန္ကိုအကြံတစ်ခုပေးခဲ့လိုက်ပါတယ်။အဆိုပါအကြံကတော့ဒီဂျာနယ်တွေစာအုပ်တွေကိုတနေ့လုံးလုံးအခမဲ့စာကြည့်ခွင့်ရကြည့် နိုင်ငံခြားဌာနတခုမှပုံလေးထုတ်ဝေနိုင်တဲ့စောင့်မတစ်ခုရေးပေးရမယ်။အဲ့ဒါဆိုသူတို့တွေကမင်းကိုတတ်တတ်တာအသိဝင်ဝင်ပေးလိုက်မယ်ဆိုပြီးပြောပါတယ်။အဲ့ဒီနောက်မှာတော့အာနန်ဟာအဆိုပါဦးလေးကြီးပြောတဲ့အတိုင်းနိုင်ငံခြားဌာနတခုမှပုံလေးထုတ်ဝေနိုင်တဲ့စောင့်မတစ်ခုလုပ်ဖို့အတွက်ဘသူမှမဖြေရှင်းနိုင်တဲ့တင်ကြားပု္ပ္ပာတပုတ်ကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဆိုပါစောင့်မကိုအင်္ဂလန်ကိုပို့ဖို့အတွက်စာတိုက်ကိုရောက်သွားခဲ့ပါတယ်။အာနန်ရဲ့အဖေဟာ စာပို့သမားတစ်ယောက်ဖြစ်ပေမယ့် တားဖြစ်သူအာနန်းလုတ်တဲ့အရာတိုင်းကိုအမြဲတမ်းထောက်ခံအားပေးလေရှိပါတယ်။အခုတစ်ခေါက်မှလည်းအာနန်းတယောက်အင်္ဂလန်ကိုစာပို့ဖို့အတွက်ငွေချင်းမလုံလောက်တာကြောင့်အာနန်းရဲ့အဖေဟာစာရိုက်ကသူ့ရဲ့တငယ်ချင်းတွေရဲ့အကူအညီနဲ့တားဖြစ်သူရဲ့ဆောင်းပန်းကိုအင်္ဂလန်ကိုပို့ပေးနိုင်ခဲ့ပါတယ်။ဒီလုံနဲ့တနေ့မှာတော့အာနန်းရဲ့အဖေဟာစပိန်တစည်းကိုစီးပြီးပျော်ရွှင်စွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။အာနန်းရဲ့ဆောင်းပန်းဟာအင်္ဂလန်မှာရှိတဲ့ပါမောက္ခတယောက်ကိုအထင်ကြီးသွားစေခဲ့ပြီးစာမေးပွဲဖြေစရာမလိုပဲ။ ကမ်ပရစ်တက္ကသိုလ်ကိုတက်ရောက်ဖို့ကမ်းလှမ်းလာခဲ့ပါတယ်။တကယ်တော့အာနန်းဟာသူ့ကိုနှင်ထုတ်ခဲ့တဲ့စာကြီးတိုင်းမှာစာဖတ်ခွင့်ရဖို့အတွက်ပဲစောင်းမရေးခဲ့တာဖြစ်ပေမဲ့အခုတစ်ခေါက်မှာတော့စာမေးပွဲဖြေစရာမလိုပဲအင်္ဂလန်မှာပညာသင်ခွင့်ရရှိသွားခဲ့တာကြောင့်အရန်ကိုပျော်ရွှင်သွားခဲ့ပါတယ်။ဒီလိုနဲ့အာနန်းတယောက်သူ့ရဲ့စောင်းမကိုနိုင်ငံသားချာနယ်မှာပုံနှိပ်ထုတ်ဝေပြီးရနောက်မှာတော့သူ့ကိုထုတ်ပယ်ခဲ့တဲ့စာကြီးတိုင်းမူစီကိုတွားရောက်ပြီးသူထုတ်ဝေခဲ့တဲ့စောင်းမတစ်ခုကိုပြကားသူ့ရဲ့နာမည်ဟာ အာနကူမပဲဖြစ်ကြောင်းဂုံယူစွာနဲ့ပြောခဲ့လိုက်ပါတယ်။ဒါပေမဲ့အင်္ဂလန်ကိုသွားဖို့အတွက်အာနရဲ့မိသားစုမှာငွေကြေးပြဿနာတွေရှိနေခဲ့ပါတယ်။ဒါကြောင့်ပဲအင်္ဂလန်ကိုသွားဖို့ကုန်ကျစရိတ်ကမလုံလောက်တာကြောင့်တစ်ချိန်လုံးကငွေကြေးအကူအညီလိုအပ်ပါကသူ့အစီကိုအချိန်မရွေးလာရောက်ဖို့အာနတို့ကိုမိန်ခွန်းပြောခဲ့ဘူးတဲ့။ပညာရေးဝန်ကြီးစီကိုသွားရောက်ပြီးအကူအညီတောင်းဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ပညာရေးဝန်ကြီးစီကိုရောက်လာခဲ့တဲ့အခါအာနရဲ့ဖခင်က တားဖြစ်သူအင်္ဂလန်ကိုတွားရောက်ပြီးပညာသင်ကြားနိုင်မှုအတွက်ငွေကြေးအကူအညီတောင်းခဲ့ပေမယ့်လေပညာရေးဝန်ကြီးကတော့ဝိလက်ကြောင့်ပဲစကားတွေကိုရှောက်ပြောပြီးအာနန်းတို့တားအဖတ်ကိုပြန်လွတ်ပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့အာနန်းရဲ့အဖေကတားဖြစ်သူအတွက်အပေါ်ဝင်ဝေရှာဖို့ဆက်လက်စူးစမ်းရင်းနဲ့ဇနီးဖြစ်သူရဲ့လက်ဝဲရန်သားတွေကိုပါရောင်းချခဲ့ပြီးဘဏ်ကနေချင်းငွေတွေတောင်းယူခဲ့ပေမယ့်တားဖြစ်သူအင်္ဂလန်ကိုတွားရနိုင်ဖို့အတွက်လိုအပ်တဲ့ငွေကြေးပမာဏကိုမရှာနိုင်ဘဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့တ냐မှာတော့ တားဖြစ်သူအာနတ်ရဲ့ဆန္ဒကိုမဖြေစည်းပေးနိုင်တဲ့စိတ်နဲ့ပဲပူဆွေးတော့ကရောက်ရှိသွားခဲ့ရပြီး အာနတ်ရဲ့ဖခင်ဟာဆုံးမသွားခဲ့ရရှာပါတယ်အဲ့ဒီနောက်မှာတော့အာနတ်ဟာကမ်ဘရစ်တက္ကသိုလ်ကိုတက်ရောက်ဖို့အတွက်သူမျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့တဲ့အပြင်ဖခင်ဖြစ်သူလည်းဆုံးမသွားခဲ့ရတာကြောင့်မိသားစုမှာအကြီးဆုံးသားဖြစ်တဲ့အတွက်သူ့ရဲ့မျှော်လင့်ချက်တွေအလုံးကိုဆွတ်လွတ်ပြီးပပလာဂျော်ရီရောင်းတဲ့ဘဝကိုရောက်ရှိသွားခဲ့ရပါတယ်သူယူသွခဲ့ရတဲ့တင်ချပု္ပ္ပာစာရွက်တွေဟာလည်း ပပလာကျော်တွေထုတ်ပိုးတဲ့စာရွက်တွေဖြစ်ခဲ့ရတဲ့အပြင်ကမ်ဘရစ်တက္ကသိုလ်ကသူ့ကိုပညာသင်ကြားဖို့ဖိတ်ခေါ်တဲ့စာရွက်တရွက်ဟာလည်းပပလာကျော်ထုတ်ပိုးတဲ့စာရွက်တရွက်ဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့အာနတ်ဟာချင်းကျိုးလေးမကောင်းတဲ့သူ့ဖခင်ရဲ့စပိန်အစုပ်လေးကိုစီးပြီးမျိုးအပ်နဲ့လှည့်လည်သွားရောက်ကပပလာကျော်တွေကိုလာရောက်ခဲ့ရပါတယ်။ဒီလိုနဲ့တရက်မှာတော့အာနန်တယောက်စပိန်လေတစည်းနဲ့ပပလာကျော်တွေလှည့်ရောက်နေတော့မှာပဲကားအကောင်စားကြီးတစည်းနဲ့တိုက်မိသွားခဲ့ပါတယ်။အဆိုပါကားပိုင်ရှင်ဖြစ်တဲ့လာလန်းစင်က ကားပေါ်ကနေဆင်းပြီးအာနန်းကိုရန်လုံးတောင်းမဲ့အချိန်မှာပဲလာလန်းစင်ကအာနန်းကိုမှတ်မိသွားခဲ့ပါတယ်။အာနန်းကအဆိုပါလူကိုမသိပေမဲ့လည်းအဆိုပါလူကတော့အယန်းကိုညံကောင်းပြီးအရေးချင်းရှိတဲ့အာနန်းရဲ့အကြောင်းတွေကိုတီထားခဲ့တာပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့လာလန်းကအာနန်းကိုသူ့ရဲ့ကားနဲ့ပဲအိမ်ကိုခေါ်သွားပြီးသူ့ရဲ့အလုပ်ကိုရှင်းပြခဲ့ပါတယ်။အိန္ဒိယမှာ IID ဆိုတဲ့အကောင်းဆုံးနည်းပညာတက္ကသိုလ်တစ်ခုရှိပြီးအဆိုပါတက္ကသိုလ်ကိုဝင်ရောက်ဖို့အတွက်လူတိုင်းဟာအယန်းကိုခတ်ခဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်အဆိုပါတက္ကသိုလ်ကိုတက်ရောက်ဖို့အတွက်ရှောက်ထားတဲ့လူတသိန်းမှတယောက်ပဲဝင်ခွင့်ရလောက်တဲ့အထိခက်ခဲလို့ပဲဖြစ်ပါတယ်။တကယ်တော့လာလန်းဟာပညာရေးကိုစီးပွားရေးအဖြစ်ပြောင်းလဲပြီးချမ်းသာတဲ့သူတွေကသူတို့သားသမီးတွေကိုအဆိုပါတက္ကသိုလ်မှတက်ရောက်နိုင်မှုတင်ကြားရေးတွေစီမှာငွေအများအများကိုအသုံးပြုကြောင်းနဲ့အဆိုပါတက္ကသိုလ်ဝင်ရောက်ဖို့လေ့ကျင့်တင်ကြားပေးတဲ့လုပ်ငန်းဟာလည်းအရန်ကိုအမြတ်ဆုံးရှိရဆိုပြီးရှင်းပြခဲ့ပါတယ်။အဲဒီနောက်မှာတော့လာလန်းဟာ အာနန်းကိုသူ့ရဲ့လုပ်ငန်းနဲ့ဝင်ရောက်လုပ်ကင်ဖို့ငွေကြေးအမြောက်များနဲ့ကမ်းလှမ်းခဲ့တာကြောင့်ငွေကြေးအခက်အခဲရှိနေတဲ့အာနန်းဟာလည်းလာလတ်ဖွင့်လှစ်ထားတဲ့အိဆလတ်ဆိုတဲ့တင်ကြားရေးစင်တာမှာဆရာအဖြစ်လုပ်ကင်ဖို့သဘောတူခဲ့လိုက်ပါတယ်ဒီလိုနဲ့အချိန်ကြာလာတဲ့အမြအာနန်းဟာဆရာတယောက်ဖြစ်လာခဲ့ပြီးအာနန်းရှိတဲ့လာလန်းရဲ့အိဆလတ်အကြောင်းဟာလည်းအတင်းအပြကောင်းလို့နဲ့အာနန်းကြောင့်နေပဲចောင်းသားတော်တော်များများရရှိလာခဲ့ကလာလန်းလည်းငွေကြေးအမြောက်အများရရှိလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အာနန်းရဲ့စီးပွားရေးအခြေအနေကပြောင်းလဲသွားခဲ့ပြီး အရင်တစ်ချိန်ကဖခင်ပြည်သူရဲ့စပိန်အဆုပ်လေးကိုစီးခဲ့ရပေမဲ့အခုချိန်မှာတော့မော်တော်ဆိုင်ငယ်တစ်စီးကိုဝယ်ယူနိုင်ခဲ့တယ်လို့ချေရသူကောင်းမလေးရဲ့ဖခင်ကလည်းအာနန်းကိုသဘောကျလာခဲ့ပါတယ်။နောက်ပြီးမိခင်ဖြစ်သူအတွက်လည်းအာနန်းကအင်အကူတောင်ငှပေးခဲ့ပြီးမိခင်ဖြစ်သူအနာယူနိုင်ဖို့စီစဉ်ပေးခဲ့ပါတယ်။ဒီလိုနဲ့အာနန်းဟာလက်ထက်ငွေလေးနဲ့နဲ့ရွှင်လာလာတဲ့အမြအရှင်ကကိုကိုကိုနှိမ်ချတတ်တဲ့သူဖြစ်ပေမဲ့အခုချိန်မှာတော့ပတ်ဆက်မတတ်နိုင်တဲ့လူတွေကို အလကားပညာမတည်ပင်းနိုင်ဘူးလို့ဆိုကအာနန်းတယောက်ဘွားမေသွားခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့လာလိုက်ရဲ့ပါတီပွဲတစ်ခုမှာအရက်မူဘီထွက်လာခဲ့တဲ့အာနန်းတယောက်တမီးတိုင်အောက်မှာတင်ချပုတ်စာဖြည့်ရှင်းနေခဲ့တဲ့ကောင်လေးတယောက်ကိုတွေ့ခဲ့ပါတယ်အဆိုပါကောင်လေးဟာကျောင်းကနေထွက်ပြီးမိဘတွေရဲ့အလုပ်ကိုဝိုင်းဝန်းကူညီပေးနေပေမဲ့သူ့ရဲ့ပညာသင်ယူလိုတဲ့စိတ်ကတော့မြင်မားနေစေဖြစ်ပါတယ်အဲ့ဒါကပဲအာနန်းရဲ့အာယုံကိုဆွဲဆောင်သွားခဲ့ပါတယ်ဒီလိုနဲ့အရန်မူးနေတဲ့အာနန်းတယောက်ဆိုင်ကယ်နဲ့အိမ်ကုန်မပြောင်းနိုင်တော့တာကြောင့် လန်ချာတစည်းကိုငါကအင်ကိုပြန်လာခဲ့ပါတယ်။တကယ်တော့အဆိုပါလန်ချာသမားဟာအစောပိုင်းကတင်ချာပု္ပ္ပာပြေရှင်းနေတဲ့ကောင်လေးရဲ့အဖေပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့လန်ချာသမားကအဲ့ဒီကောင်ကတကယ်တော့ယူနေတာသူ့ရဲ့စာကိုသူ့ဘာသာသူပဲလေးလာတယ်။ဒီထက်ပိုပြီးမင်းလေးလာနိုင်မှာမဟုတ်ပါဘူးဆိုပြီးကျွန်တော်ကသူ့ကိုနားဝင်အောင်ပြောတယ်။ဒါပေမဲ့သူကလက်မခံဘူးဆိုပြီးပြောခဲ့တဲ့အခါအာနန်းကလည်းခမ ्या ကဘာလို့အဲ့လိုထင်နေတာလဲဆိုပြီးပြန်မေးခဲ့လိုက်ပါတယ်။ထိုအချိန်မှာပဲလန်ချာသမားက မဟာပါရတ္ထဇတ်တော်လေးကတောသားအရိုက်ဆိုင်ကောင်လေးဣကလျာကိုဆရာမှတ်မိလားသူ့ရဲ့လေးအတက်ပညာကအာကျော်ထက်ပိုတော်လေခဲ့တော့သူ့ရဲ့ဆရာဖြစ်တဲ့ဒရိုနာချာရာကဘာလုပ်ခိုင်းလဲဆိုရင်တောသားအရိုက်ဆိုင်ကောင်လေးရဲ့လက်မတွေကိုဖျက်ခိုင်းခဲ့တယ်ဘာလို့လဲဆိုတော့အတော်ဆုံးလေးသမားနေရာကိုအာကျော်မဆုံးရှုံးအောင်သူတို့ကအခုလိုလုပ်ခဲ့တာလေဘာမှပြောင်းလဲသွားတာမဟုတ်ဘူးဆရာဘရည်ရဲ့တားတော်တိုင်းကပဲရှင်ဘီရဖြစ်ရမှာလေဆိုပြီးပြောခဲ့တဲ့အခါ အာနယ်တယောက်သူ့ရဲ့အတွေးတွေပြောင်းလဲလာခဲ့ပါတယ်။တစ်ချိန်ကသူ့ရဲ့ဖခင်ပြောခဲ့ဘူးတဲ့ခေကြီးကပြောင်းလဲသွားပြီ။ဘရေရဲ့သားတော်တိုင်းကဘရေဖြစ်ခွေ့ရတော့မှာမဟုတ်ဘူး။ထီးနန်းနဲ့ထိုက်တန်တဲ့သူမသားထီးနန်းကိုရရှိမှာဆိုတဲ့စကားကိုပြန်လဲကြားရောက်လာခဲ့ပြီးအရာတစ်ခုကိုတွေးတော်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အာနယ်တယောက်စိတ်ပိုက်ပြချက်တစ်ခုကိုချခဲ့လိုက်ပြီးသူ့ရဲ့ဖခင်စပယ်အဆုပ်လေးကိုပြန်ပြင်ကပြင်ကြကိုလိုလာပြီးပစ္စတ်မတက်နိုင်တဲ့လူတွေကိုအခမဲ့ပညာသင်ကြားဖို့စူးစမ်းခဲ့ပါတယ်။ ဒီလိုနဲ့အာနန်းဟာလက်ကမ်းစာဆောင်တွေမှာပုံနေပြီးမိသည့်စီရင်သားကလေးမဆို IIT campus ကိုဝင်ခွင့်ရရှိဖို့အတွက်သူနဲ့အတူအခမဲ့စာလေ့လာနိုင်ဖို့အနေနဲ့အရရခကလေးတွေကိုတင် जा ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အဆိုပါတရင်ကိုအိတ်ဆက်လက်ကျောင်းပိုင်ရှင်ဖြစ်တဲ့လာလန်းစေးကကြားသိခဲ့လိုက်ရပါတယ်။အဲ့ဒီနောက်အာနန်းဟာသူ့ရဲ့ဈေးကြီးတဲ့လက်ပတ်နာရီတွေမော်တော်ဆိုင်ငယ်နဲ့ရဝိရန်နာတွေကိုရောင်းပြီးကျောင်းတစ်ခုတည်ထောင်ဖို့စူးစမ်းခဲ့ပါတယ်။တစ်ဖက်မှာရှိနေတဲ့လာလန်းစီကိုလည်း ဆရာအာနတ်မှာအာနတ်ဖြစ်နေတဲ့ចောင်းသားအချို့ကလည်းရောက်ရှိလာခဲ့ပြီးဆရာအာနတ်မှာစာမတင်ပေးရင်သူတို့တွင်းထားတဲ့တင်တန်းကြီးတွေအလုံးပြန်ပေးရမယ်ဆိုပြီးပြောဆိုခဲ့ကြပါတယ်။ဒီလိုနဲ့ပညာရေးကိုလိုလားတဲ့မရှိသေးတဲ့သားတွေကိုအခမဲ့ပညာသင်ကြားဖို့ကြိုးစားနေတဲ့အာနတ်စီကိုအာနတ်ရဲ့ချစ်သူကောင်မလေးကရောက်ရှိလာခဲ့ပြီးအာနတ်ကိုလမ်းခွဲသွားခဲ့ကအိမ်ကသဘောတူတဲ့ IAS အရာရှိတစ်ယောက်နဲ့လက်ထပ်သွားခဲ့ပါတယ်။တရေစာတိုက်ကလူတစ်ယောက်ကလည်းအာနတ်ရဲ့လက်ကဲစာစာကိုပြခဲ့လိုက်ပြီး လူတိုင်းကပညာရေးကိုစီးပွားရေးအဖြစ်လောက်ကိုက်နေတဲ့အခုလိုခေတ်ကြီးထဲမှာသူကလူတိုင်းကိုအခမဲ့ပညာသင်ကြားပေးနေတယ်လို့ဆိုကအာနတ်ရဲ့အကြောင်းကိုတည်ငြိမ်ခြင်းတယ်ဆိုပြီးပြောခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့အာနတ်ရဲ့လက်ကန်းစာဆောင်ကိုတွေ့ရှိသွားခဲ့တဲ့အနေနဲ့အရရက်ကပညာရေးကိုလိုလားတဲ့စင်ရဲသားအထုတ်ဟာသူတို့ရဲ့အလောက်ကင်တွေနဲ့နေရက်တွေကိုစုတ်ခွာပြီးအာနတ်စီကိုရောက်ရှိလာခဲ့ကြပါတယ်။အာနတ်စီကိုအနေနဲ့အရရက်ကပညာလိုချင်တဲ့လူတွေအများအပြားရောက်ရှိလာခဲ့ကြတာကြောင့်အာနတ်ဟာ အဆိုပါလူတွေထဲမှာမှလူအယောက်30ကိုသာရွေးပြီးနေစရာစားစရာတွေပေးခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့အာနန်းစီကိုလာလန်းစင်းကရောက်ရှိလာခဲ့ပြီးအာနန်းရဲ့လာစာကိုလည်းနှစာပေးမိ။သူနဲ့အတူသူ့ရဲ့အကြောင်းကိုပြန်လိုက်ခဲ့ဖို့ပြောခဲ့လိုက်ပြီးအစီမြင့်ចောင်းသားတွေကိုပညာသင်ကြားဖို့အတွက်မင်းလိုဆရာကောင်းလိုအပ်ကြောင်းနဲ့ပြိုင်ပွဲဝင်တိုင်းမဲ့မြင်းဆိုတာဟာမျိုးကောင်းမျိုးတတ်မှာဖြစ်စီရပြီးမျိုးမကောင်းတဲ့မြင်းတွေဟာတိုင်ပွဲဝင်ဖို့မဖြစ်နိုင်ကြောင်းကလေးတွေကိုနှိတ်ချပြောဆိုခဲ့တဲ့အခါမှာတော့ အာနန်းကလည်းခမည်းပြောတဲ့မပြည့်စုံတဲ့မြေးတွေနဲ့ပဲပြိုင်ပွဲကိုဝင်ပြိုင်ပြီးအနိုင်ရအောင်လုပ်ပြမယ်လို့ဆိုကာလာလန်းစင်းကိုစိန်ခေါ်ခဲ့လိုက်ပါတယ်။ထိုအချိန်မှာပဲလာလန်းစင်းကလည်းငါကိုယ်တိုင်ကပဲမင်းကိုဖန်ဆင်းခဲ့တာ။အခုမင်းကိုငါကိုယ်တိုင်ဖျက်ဆီးပြမယ်လို့ဆိုကာချိန်ကြောက်ပြောဆိုခဲ့လိုက်ပါတယ်။လာလန်းစင်းရဲ့စကားတွေကိုကြားလိုက်ရတဲ့ကလေးတွေဟာလည်းတိတ်ငယ်အားငယ်သွားခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့အာနန်းဟာ ကလေးတွေကိုအားပေးစကားပြောခဲ့လိုက်ပြီးတထင်းတွေက သူတို့အတွက်လမ်းလာလာလေးတွေကိုသူတို့ကိုယ်တိုင်ဖောက်ကြတယ်။ဒါပေမဲ့သူတို့တွေကငါတို့လိုလူတွေကိုချိုင်းတွေအပေါက်တွေရှိရဲ့လမ်းတွေပေါ်မှာထားခဲ့ကြတယ်။ဒါပေမဲ့ဒီလိုလောက်တာကသူတို့ရဲ့အမားတွေပဲ။သူတို့ကအဲ့ဒီချိုင်းတွေအပေါက်တွေကိုကြော်လွားဖို့တင်ပေးခဲ့တာပဲ။ဒါပေမဲ့အချိန်ကျလာရင်တော့အဝေးဆုံးနဲ့အမြင့်ဆုံးကိုခုံပဲ။အဝေးဆုံးကိုခုံနိုင်တဲ့လူတွေဟာလေငါတို့ပဲဖြစ်ရမယ်လို့ဆိုကကလေးတွေကိုအားပေးစကားပြောခဲ့လိုက်ပါတယ်။ အာနယ်ရဲ့လှုပ်ဆော်အားပေးမှုတွေကြောင့်ကလေးတွေအားလုံးလည်းပြန်လည်စိတ်အားထက်သန်လာခဲ့ကြပါတယ်။ဒီလိုနဲ့လာလန်းစီကိုចောင်းသားမိဘတွေကရောက်ရှိလာခဲ့ကြပြီးဆရာအာနယ်မရှိရင်သူတို့တွင်းထားတဲ့သင်တန်းကျင်းတွေအားလုံးပြန်ထုတ်ပေးရမယ်ဆိုတာကြောင့်လာလန်းစင်းတယောက်ဒေါသတွေထွက်ပြီးအာနယ်နဲ့သူ့ရဲ့ចောင်းကိုဖျက်ဆီးဖို့ကြံစီခဲ့ပါတော့တယ်။အာနယ်ရဲ့တင်ညာရေးနီလန်းတွေဟာအတော်ကိုထူးခြားခဲ့ပါတယ်။အာနယ်ဟာသူတို့လက်တွေ့ပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေအားလုံးကိုဖြည့်ရှင်းနိုင်မဲ့နီလန်းတွေနဲ့ ကလေးတွေကိုလက်တွေ့ကြကြသင်ကြားပေးခဲ့ပါတယ်။ဥပမာဘောလုံးတစ်လုံးရဲ့အမြန်နှုန်းယထာတစ်စိရဲ့အမြန်နှုန်းတွေကိုအချိန်ခဏလေးအတွင်းမှာတွက်ချက်နိုင်ဖို့ကလေးတွေကိုလက်တွေ့ကြကြသင်ကြားပေးခဲ့ပါတယ်။အာနန်းဟာသူ့ရဲ့ចောင်းသားတွေရဲ့စိတ်ကူးစိတ်တမ်းတွေကိုလှုပ်ဆော်ပေးကြည့်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်သူရဲ့ចောင်းသားတွေကိုယ်တိုင်တီထွေဆက်တဲ့စဉ်းစားပုံတွေကိုမြင့်တင်ပေးခြင်းလိုပဲဖြစ်ပါလေ။လာလန်းဆေးဟာအာနတ်ရဲ့အခမဲ့တင်တဲ့ចောင်းကိုပိတ်နိုင်ဖို့တဲ့အာနတ်ရဲ့တိတ်ခါကိုချဖို့စူးစမ်းခဲ့ပါတယ်။ ဒီလိုနဲ့တနေ့မှာတော့လာလန်းစေးဟာအာနတ်ရဲ့အကြောင်းကိုလျှက်စစ်မီဖြတ်တောက်ပြီးကလေးတွေစာမလုံးနိုင်အောင်စ조사ခဲ့ပါတယ်။ဒါပေမဲ့အာနတ်ရဲ့တပည့်တွေဟာတဘာဝထွက်ကုန်နေတဲ့လျှက်စစ်မီလေးအောင်လုံးဆောင်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့လာလန်းစေးရဲ့ရုံမာမှုတွေဟာဒါတင်မဟုတ်သေးပဲကောင်ပါလေးတယောက်ကိုငားရဲပြီးအာနတ်ရဲ့တိတ်ခါကိုချဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အာနတ်ဟာကလေးတွေကိုတင် जा ဖို့တင် जा ရေးစာအုပ်တွေဝယ်ဖို့အတွက်ပတ်သက်အလိုအလောက်မရှိတာကြောင့်အခက်တွေ့နေခဲ့တဲ့အချိန် အားတဲ့ရဲ့ចောင်းသားတွေကစာအုပ်တအုပ်ထဲကိုအားလုံးကြည့်ရှုလို့ရအောင်ပရိုဂျက်တာပုံစံစာကြည့်ဆက်တစ်ခုကိုသူတို့ရဲ့အသိဉာဏ်တွေနဲ့ဖန်တီးပြီးအတူတကွစာကိုလေ့လာခဲ့ကြပါတယ်ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာတော့အားတန်းဟာចောင်းသူចောင်းသားတွေကိုကျွေးမွေးဖို့ပတ်ဆက်လိုလာခဲ့တာကြောင့်ဘန်ကိုတွားရောက်ပြီးချင်းငွေ တောင်းခဲ့ပေမဲ့လည်းလာလန်စေးရဲ့ရုံပါမှုတွေကြောင့်ဘန်ကလည်းအားတန်းကိုချင်းငွေမပေးခဲ့ပါဘူးအဲ့ဒီနောက်မှာတော့လာလန်စေးစီကိုတွားရောက်ပြီးအကူအညီတောင်းခဲ့ရပါတယ်လာလန်စေးက အာနန်းရဲ့ကျောင်းသူကျောင်းသားတွေကိုသူကကျွေးမွေးထားမှဖြစ်ပြီးအာနန်းကိုအိဇလက်ကျောင်းကိုပြန်လာဖို့စီရုပ်ခဲ့ပေမဲ့အာနန်းကလက်မခံခဲ့တာကြောင့်ပြိုင်ပွဲတစ်ခုနဲ့အလားအစာပြုလုပ်ခဲ့ကြပါတယ်အဆိုပါပြိုင်ပွဲကတော့အာနန်းရဲ့ကျောင်းသားတွေကလာလန်စီရဲ့အကောင်ဆုံးကျောင်းသားတွေကိုအနိုင်ယူနိုင်ရင်လာလန်စီကအာနန်းရဲ့ကျောင်းသားတွေကို၃လတိုင်တိုင်အစားအစာအခါမဲ့ထောက်ပံ့ပေးမှဖြစ်ပြီးအကယ်၍အာနန်းရဲ့ကျောင်းသားတွေကရှုံးနေသွားခဲ့ရင်အာနန်းဟာသူ့ရဲ့အခါမဲ့ကျောင်းကိုပိတ်ပြီး လာလန်းစီးရဲ့အိတ်ဆက်လက်ကြောင်းကိုပြန်လာကလာလန်းစီးရဲ့ကြောင်းသားတွေကိုပြန်လည်တင် जा ပေးရမှာပဲဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲကိုအတိတ်တည်းအဖြစ် IAS အရာရှိရဲ့အရှိမပဲစာချုပ်ထုတ်ဆိုခဲ့ကြပါတယ်။ဒီလိုနဲ့အာနန်းလည်းရွေးချယ်စရာမရှိတော့တာကြောင့်လာလန်းစီးရဲ့ပြိုင်ပွဲကိုလက်ခံခဲ့လိုက်ရပါတယ်။အဲဒီနောက်မှာတော့အာနန်းရဲ့ကြောင်းသားတွေဟာလာလန်းစီးရဲ့ကြောင်းသားတွေနဲ့ချင်းနိုင်ဖို့အိတ်ဆက်လက်ကြောင်းကိုရောက်ရှိလာခဲ့ကြပါတယ်။အိတ်ဆက်လက်ကြောင်းကိုအာနန်းရဲ့ကြောင်းသားတွေရောက်လာခဲ့ကြတဲ့အခါအလုံးဟာတိတ်ငယ်သွားခဲ့ကြပါတယ်။ အကြောင်းကတော့သူတို့ရှေ့ပြန်ရမယ့်ចောင်းသားတွေဟာပတ်ဆက်ရှိတထေးသားတွေဖြစ်ပြီးတချို့ဆို သူတို့ကိုခိုင်းစေခဲ့ဘူးတဲ့တထေးကြီးများရဲ့ตาဖြစ်နေခဲ့တာတကြောင်းသူတို့အချင်းချင်းစကားပြောဆိုရာတွင်လည်းအင်္ဂလိပ်ဘာသာဖြင့်စကားပြောဆိုခဲ့ကြတာကြောင့်အာနန်းရဲ့ចောင်းသားတွေဟာအရာရာတိမ်ငယ်သွားခဲ့ကြပြီးစာမင်းဝဲဖြေဆိုရာတွင်လည်းသူတို့ရဲ့အုံနောက်တွေဟာအလုံးမလုံးတော့ပဲတိမ်ငယ်ကြောက်ရွံ့သွားခဲ့ကြပါတယ်ဒီလိုနဲ့ចောင်းသားတွေရဲ့စာမွေးပွဲအဖြစ်အစေကြီးညာပဲနေ့ကိုရောက်ရှိလို့လာခဲ့ပါတယ်။အဆိုပါပွဲကို တရေတော့တမားဟာလည်းရောက်ရှိနေခဲ့ပြီးလုံးဝတရေတစ်ခုကိုရရှိခဲ့တာကြောင့်တရေစာတိုင်းတစ်ခုကိုအကြောင်းကြားကအဆိုပါပွဲတဲကိုဝေရောက်လာခဲ့ပါတယ်အဆိုပါပွဲတဲမှာပဲအာတက်ရဲ့ကြောင်းစားပစ်တဲ့ဖူကာဟာအရန်ကိုကြောက်ရွံ့တိတ်ခဲ့သွားခဲ့ပြီးကြောင်းကပတ်ဆက်တွေအားလုံးကိုယူပြီးထွက်ပြေးသွားခဲ့ပါတယ်အဲဒီနောက်မှာတော့တိုင်ပွဲရဲ့ရလက်ကိုကျင်ညာဖို့အတွက် IAS အရာရှိဟာသူ့ရဲ့ဇနီးဖြစ်သူနဲ့ရောက်ရှိလာခဲ့ပါတယ်တကယ်တော့အဆိုပါ IAS အရာရှိရဲ့ဇနီးဟာတချိန်ကအာတက်ရဲ့ရီစာပဲဖြစ်နေခဲ့ပါတယ် ဒီလိုနဲ့တိုက်ပွဲအမှတ်စီးကိုကျင်ညာခဲ့တဲ့အခါမှာတော့အာတန်းရဲ့ចောင်းသားတွေဟာလာလန်စီးရဲ့ចောင်းသားတွေကိုရှုံးနိမ့်သွားခဲ့တာကြောင့်စာချုပ်ထဲမှာပါတဲ့အတိုင်းအာတန်းရဲ့အခမဲ့ចောင်းကိုပိတ်ပစ်ပြီးအိဇလက်ចောင်းကိုပြတ်လာဖို့လာလန်စီးကပြောခဲ့လိုက်ပါတယ်။အဆိုပါချိန်မှာပဲတရေတော့ကထပြီးအခမဲ့ចောင်းကိုပိတ်ပစ်ဖို့အတွက်သဘောတူထားတဲ့စာချုပ်ရှိလားဆိုပြီးမေးခဲ့တဲ့အခါလာလန်စီးကလည်း IAS အရာရှိကိုပေးထားတဲ့စာချုပ်ကိုတောက်ခဲ့လိုက်ပါတယ်။ IAS အရာရှိကလည်းသူ့ရဲ့အိတ်ထဲကသဘောတူစာချုပ်ကိုဝင်းနောက်ရှာနေပေမဲ့စာချုပ်ဟာရုတ်တရက်ပျောက်ဆုံးသွားခဲ့တာကြောင့် IAS အရာရှိလည်းစဉ်းစားမရဖြစ်နေခဲ့တဲ့အချိန်တရေထောက်တမားကအခမဲ့ချောင်းကိုပိတ်ပစ်ဖို့ဘာစာချုပ်သက်သေမှမရှိတာကြောင့်အာနန်းကိုယ်တိုင်သူ့ရဲ့အခမဲ့ချောင်းကိုပိတ်မလားဆက်ဖွင့်မလားဆိုတာကိုအာနန်းကိုယ်တိုင်ဆုံးဖြတ်ရမှာမဟုတ်ဘူးလားဆိုပြီးပြောခဲ့တဲ့အခါအာနန်းကလည်းသူ့ရဲ့ချောင်းကိုမပိတ်ဘဲဆက်ဖွင့်မယ်ဆိုပြီးပြောခဲ့လိုက်ပါတယ် တကယ်တော့အာနဲ့ရဲ့ငယ်ရေးစားဖြစ်တဲ့ IAS အရာရှိရဲ့ဇနီးကစာချုပ်ကိုဖျောက်ခဲ့တာပဲဖြစ်ပြီးအစိုးရအကြောင်းကိုသူမရဲ့ခင်မိုးဖြစ်သူ IAS အရာရှိကိုဝန်ခံခဲ့တဲ့အခါ IAS အရာရှိကလည်းအာနဲ့သူ့ရဲ့ဇနီးအပေါ်မှာနားလဲခွင့်လို့ပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့ကြောင်းကိုပြန်ရောက်လာခဲ့တဲ့အခါမိခိုးတွေအလုံးဟာ သူတို့ရပြီးသားတွေဖြစ်ပေမဲ့လာလန်းစီးရဲ့တောင်းသားတွေကိုရှုံးနိမ့်သွားခဲ့ရတာကြောင့်အာနဲ့ဟာတောင်းသားတွေကိုစူပူနေခဲ့ပြီး အင်္ဂလိပ်ဘာသာစကားကိုကြောက်လန့်နေတဲ့သူ့ရဲ့ចောင်းသားတွေကို Holy နေ့မှာအိဆက်လက်ចောင်းရဲ့အပြည့်ဘက်မှာမိနစ်20တိတိအင်္ဂလိပ်လိုပြောပြီးပြဆက်ကားရမှာဖြစ်ကြောင်းနဲ့မိနစ်20အတွင်းအင်္ဂလိပ်လိုမပြောဘဲဟိန္ဒူလိုပြောတဲ့ចောင်းသားတွေကိုရွာကိုတခါတည်းပြန်ပုတ်မယ်ဆိုပြီးပြောခဲ့လိုက်ပါတယ်။ဒီလိုနဲ့ Holy ပွဲနေ့ကိုရောက်လာခဲ့တဲ့အခါအာတဲရဲ့ចောင်းသားတွေကအိဆက်လက်ចောင်းရှိမှာအင်္ဂလိပ်လိုပြောပြီးပြဆက်ကားပြခဲ့ကြပါတယ်။အစပိုင်းမှာတော့အာတဲရဲ့ចောင်းသားတွေကို အိဇလက်ចောင်းသားတွေကဝိုင်းဝတ်လောင်မြောက်ခဲ့ကြပြီမဲ့နောက်ပိုင်းမှာတော့အာနန်းရဲ့ចောင်းသားတွေရဲ့ဇွဲပဲလျှောတဲ့စိတ်ဓာတ်တွေကိုသဘောကျပြီးလက်ခုပ်တွေတီးကအားပေးခဲ့ကြပါတယ်အဲ့နောက်မှာတော့အာနန်းရဲ့အခက်ခဲဖြစ်တဲ့ចောင်းသားတွေကိုလိုအပ်တဲ့အစားအသောက်တွေကိုထောက်ပံ့ပေးနိုင်ဖို့အတွက်နမဲကြီးစားတောက်ဆိုင်ပိုင်ရှင်နဲ့တွေ့ဆုံပြီးအဆိုပါစားတောက်ဆိုင်ရဲ့ရှေ့ရီးကိုတင်းချာနီးနဲ့တွက်ပြခဲ့ကအကြံဉာဏ်ပေးခဲ့လိုက်တာကြောင့်စားတောက်ဆိုင်ပိုင်ရှင်လည်းအာနန်းကိုသဘောကျကចောင်းသားတွေအတွက် ၃လစာအစားအသောက်ထောက်ပံ့ပေးခဲ့လိုက်ပါတယ်။တစ်ဖက်မှာလည်းပညာရေးဝန်ကြီးဟာလာလန်းစင်းကိုစူပူချိန်ပေါင်းနေခဲ့ပါတယ်။အကြောင်းကတော့ပညာရေးဝန်ကြီးဟာလာလန်းစင်းအခုလိုဘဝရောက်လာအောင်ကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပြီးလာလန်းစင်းရဲ့အကြောင်းတွေမှာလည်းရှယ်ယာတွေဝင်သားခဲ့တာပဲဖြစ်ပါတယ်။အခုချိန်မှာတော့အာနန်းရဲ့အခမဲ့ပညာရေးအကြောင်းဟာတည်င်းစာတွေထဲမှာပါလာခဲ့ပြီးအောင်မြင်လာခဲ့တဲ့အခါမှာတော့လူတွေဟာဝေကြီးအမြောက်များပေးရတဲ့ပုတ်ကလေးကအကြောင်းမိနေ အာနန်းရဲ့အခမဲ့ကြောင့်ကိုခွဲခြားသိမြင်လာခဲ့ကြတဲ့အခါလာလန်းစေးတဲ့ပညာရေးဝန်ကြီးတို့ဟာအာနန်းကြောင့်နဲ့ပဲငွေကြေးအမြောက်အများဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒါကြောင့်ပဲလာလန်းစေးနဲ့ပညာရေးဝန်ကြီးတို့ဟာအာနန်းရဲ့ကျောင်းသားတွေ IIT လို့ခေါ်တဲ့ဒီပညာတက္ကသိုလ်ကိုမတက်ရောက်နိုင်အောင်ပြုလုပ်ဖို့နဲ့အာနန်းကိုလည်းအပြတ်ရှင်းပြဖို့ကြံစီခဲ့ကြပါတယ်။ဒီလိုနဲ့တညမှာတော့အာနန်းကိုကူညီပေးခဲ့ဖို့တဲ့တတိထောက်တမားနဲ့အတူလူတယောက်ရောက်ရှိလာခဲ့ပြီးအာနန်းကိုတတိပေးခဲ့လိုက်ပါတယ်။ ။တရေထောင်းတဲ့အတူပါလာတဲ့လူဟာအာနန်းကိုတတ်ဖို့အတွက်ဒါလန်စင်းတို့ငားရထားတဲ့လူသက်သမားဖြစ်ပြီးအဆိုပါလူသက်သမားရဲ့အပေါ်မှာအာနန်းရဲ့ဖခင်ဂျေဇုတွေရှိနေခဲ့တာကြောင့်အာနန်းကိုမတတ်ပဲအခုလိုတတိလာပေးခဲ့တာပဲဖြစ်ပြီးမင်းကိုငါမတတ်လဲဒါလန်စင်းကနောက်ထပ်လူတွေငားပြီးမင်းကိုတတ်ဖို့ကြံစီလိုက်မယ်။အဲ့တော့မင်းတတိနဲ့နေပါဆိုပြီးအာနန်းကိုတတိပေးခဲ့လိုက်ပါတယ်ဒီလိုနဲ့တညမှာတော့အာနန်းဟာသူ့ရဲ့ចောင်းသားတွေစီထမင်းကြိုက်သွားပို့တဲ့လမ်းမှာစပိန်ချေချိုးပြတ်သွားခဲ့တာကြောင့် ြေနေတုံးပါပဲလူနှစ်ယောက်ကရောက်ရှိလာခဲ့ပြီးအာနန်းရဲ့ဘိုက်ကိုတနတ်နဲ့ပြစ်ခဲ့လိုက်ပါတယ်တောက်တဲ့အာနန်းကိုတနတ်နဲ့ထပ်မံပြစ်တက်ဖို့လှုပ်ခဲ့ပြီမဲ့တနတ်ကဂျမ်းဖြစ်သွားခဲ့ပြီးကြီမထွက်သွားခဲ့တာကြောင့်အာနန်းကိုရထားလမ်းပေါ်မှာခြိတောင်ထားပြီးရထားနဲ့ကြိတ်တက်ဖို့စူးစမ်းခဲ့ပြီမဲ့အာနန်းရဲ့ညီဟာအချိန်မီရောက်လာခဲ့တာကြောင့်အာနန်းကိုကယ်တင်ဖို့အရေးပေါ်ဆေးရုံပို့ပေးခဲ့လိုက်ရပါတယ်တစ်ဖက်မှာလည်းလာလန်းဆေးကအာနန်းကိုတေးအောင်မတတ်နိုင်ခဲ့တဲ့သူ့ရဲ့လူတွေကိုစူပူနေခဲ့ပါတယ် အဲ့နောက်မှာတော့ဆေးရုံရောက်နေတဲ့အာနန်းနဲ့သူ့ရဲ့တပည့်တွေအားလုံးကိုအပြတ်ရှင်းပြဖို့အတွက်သူ့ရဲ့လူတွေကိုခိုင်းစီနေတဲ့အကြောင်းကိုလုံခြုံရေးဝန်ထမ်းအဖြစ်ဝေရောက်လောက်ကိုက်နေတဲ့ဖူကာကသိရှိသွားခဲ့တာကြောင့်ဆေးရုံရောက်နေတဲ့အာနန်းစီကိုလိုက်သွားခဲ့ကလာလန်းစီရဲ့ရုံမှလုံးတဲ့အကြံတွေကိုပြောပြခဲ့ပြီးဆရာဖြစ်သူအာနန်းကိုလည်းတောင်းပန်ခဲ့ပါတယ်ဒီလိုနဲ့အာနန်းကတပည့်ဖြစ်သူဖူကာကိုဆုံးမခဲ့ပြီးပညာရေးကိုလည်းလက်မလွတ်ဖို့မှာခဲ့လိုက်ပါတယ်အဲ့နောက်မှာတော့အာနန်းဟာ ူတင်ပေးထားတဲ့အတိုင်း theory တွေကိုအသုံးချပြီးလက်တွေ့မှာအကောက်ထဲပေါ်ဖို့အချိန်ကျပြီလို့ဆိုကာတပည့်တွေကိုပြောပြီးခွဲစိတ်ဖို့ခွဲစိတ်ခံတဲ့ကိုဝင်သွားခဲ့ပါတယ်။ဒီလိုနဲ့အာနတ်ရဲ့တပည့်တွေဟာလည်းဆရာဖြစ်သူကိုကာကွယ်ဖို့လုပ်ခဲ့ကြပါတယ်။လာလန်စီရဲ့လူတွေရောက်လာခဲ့တဲ့အခါမှာတော့အဆိုပါလူတွေရဲ့တနက်ကြီးစံတွေကုန်အောင်တာယာတစ်ခုကိုမီးရှို့ပြီးသိပ္ပံပညာရဲ့တခုကိုအတုံးချကအဆိုပါတာယာကိုလျှက်စစ်စီစဉ်မှုနဲ့လာလန်စီရဲ့လူရီစီကိုရွေးစေခဲ့ပါတယ် တစ်ချိန်တည်းမှာပဲတပည့်တယောက်ကလာလန်းစင်းရဲ့လူတွေစီးလာတဲ့ကားကစီတိုင်ကြီးတွေကစီတွေကိုထွက်အောင်လုပ်ပြီးမိရှို့ထားတဲ့တာယာနဲ့ပောက်ကွဲစေခဲ့ပါတယ်။ဒီလိုနဲ့ဆရာအာနဲ့တင် जा ပေးထားတဲ့အတိုင်းသိပ္ပံပညာရပ်တွေကိုလက်တွေ့ဘဝမှာအသုံးချပြီးလာလန်းစင်းရဲ့တပည့်လူမိုက်တွေလက်ထဲကနေဆရာအာနန်းကိုကယ်တင်နိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အာနန်းရဲ့ចောင်းသားတွေဟာ IID ညီပညာတက္ကသိုလ်ဝေခွေစာမွေးပွဲကိုတွားရောက်ဖြေဆိုခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့အာနန်းဟာ လာလန်စီရဲ့လှုပ်ကြံမှုမှာအသက်မတည်ပဲသူ့ရဲ့တပည့်တွေနဲ့အတူအောင်စရဲထွက်မဲ့နေမှာအတူရှိနေခဲ့ပြီးရေကုန်ဆိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်နေခဲ့ကြပါတယ်။ဒီလိုနဲ့ ID ဝေခွေဆံမွေးပွဲအောင်စရင်တွေထွက်လာခဲ့တဲ့အခါအာနန်းတင် जा ပေးထားတဲ့ចောင်းသူចောင်းသားအယောက်30လောက်အောင်မြင်တယ်ဆိုတာကိုទីလိုက်ရတဲ့ဆရာအာနန်းဟာလည်းဝမ်းသာလွန်ကြီးပြီးမျက်ရည်တွေပါကျခဲ့ရကြောင်းဖူကာကသူ့ရဲ့ဆရာဖြစ်သူအာနန်းရဲ့အကြောင်းကိုအခုလိုရှင်းပြခဲ့ပါတယ်။နောက်ပြီးသူဟာဆရာအာနန်းရဲ့ဂျေဇူးနဲ့ နောက်နှစ်ကျမှ RID ဝင်ခွင့်အောင်မြင်ခဲ့တာဖြစ်ကြောင်းနဲ့ဆရာအာနန်းကအမြဲပြောလေရှိတယ်။သူဟာတကြိမ်ထဲနဲ့ညက်ကြီးရှိအယောက်30ကိုမွေးထုတ်ပေးနိုင်ခဲ့တာတဲ့။ဒါပေမဲ့သူဟာဘဝပေါင်းထောင်ကြီးကိုပြောင်းလဲပေးလိုက်တာနဲ့အတူတူပါပဲ။ကလေးတစ်ယောက်ကြောက်တတ်ရင်မိသားစုတစ်ခုလုံးအတွက်အခွင့်အရေးတစ်ခုရတယ်။နောက်ပြီးတောင်မျိုးဆက်တွေလည်းအရှိကိုပိုရောက်တယ်ဖြစ်ကြောင်းဖူကာရဲ့စကားအပြီးမှာပဲ။ခမ်းမတစ်ခုလုံးမှာရှိနေတဲ့လူတွေအလုံးဟာလက်ခုပ်လက်ဝါးတွေတီးပြီး ဆရာအာနန်းရဲ့ဖူကာကိုချီကျူးခဲ့ကြကဇာလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ယခုကျွန်တော်တင်ဆက်သွားတဲ့ဇာလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျ။